တကယ်တော့ကျမောက်နိုင်ငံဆင်းရဲဒုက္ခရောက်နေကြတဲ့သူတွေပေါ့နော်စေဘေးဆင်တဲ့အကြောင်းဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကအဲ့ဒီလိုမျိုး NGO လှုပ်ရှားတွေရခွက်ဖလားတွေကအကျွေးစီလေးတွေပဲရှင်ကျမောက်နိုင်ငံစေဘေးစစ်တမ်းတင့်နေရတဲ့ပြည်သူတွေရဲ့ဘဝတံပိုးတွေကအကျွေးစီလောက်ပဲတံပိုးထားတယ်သူတို့မိဘပြည်သူများရှင်ခက်နေဆိုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်နေပြည်တော်မှာနေတာတော့အေးလိုက်တာရှင်ရသေးတော့အရင်အေးတာပဲပြင်လို့မှသာဆိုဘယ်လိုများနေမလဲမသိဘူးရှင် ကျွန်မဘာကြောင့်ဒီလိုပြောလဲဆိုတော့ကျွန်တော်တို့ရဲ့ပပကြီးကပြင်းလွင်ရှောင်းနေရပေါ့နော် DSA ရဲ့အပတ်စဉ်69တန်တန်းစင်းပွဲလေးကိုတွားပြီးတော့တက်ရောက်တာတွေ့ရပါတယ်။ဒါအပြင်ပြင်းလွင်မြို့မှာဆိုရင်မြို့သားကန်တော်ကြီးဥယျာဉ်ထဲမှာလည်းတွားရောက်လဲပတ်ကြည့်ရှုခဲ့တာလည်းတွေ့ရပါရဲ့ရှင်။ဒီမှာပြသထားတဲ့တပ်ပုံလေးပါရှင်။ကျွန်မတို့ရဲ့ဘူဂျုံဘူးကြီးမရောက်လာရဆိုရင်ပြင်းလွင်ပူရာကြီးကိုလည်းတွားရောက်ပြီးတော့ကြည့်ရှုစစ်ဆေးခဲ့ပါရဲ့ရှင်။ အဓိကပို့ဆောင်ရေးနဲ့ဆက်သွယ်ဝင်ဌာနကပြည်ထောင်စုဝန်ကြီးဥမြထုံးနဲ့တာဝန်ရှိသူတွေအားဆိုရင်ဘူရာယုံတွဲမှာတန်ရှင်းတာမှုရှိစေဆောင်ရွက်ထားရှိမှုဘူရာယုံဧရိယာတွဲမှာတရားမဝင်ဝင်ရောက်နေထိုင်သူတွေစီးပွားရေးလုပ်ငန်းဝင်ရောက်လုပ်ကင်နေသူတွေကိုဖယ်ရှားရှင်းလင်းပြီးစုမှုတွေကိုရှင်းလင်းတင်ပြတာလေးကိုသွားရောက်ပြီးတော့ကြည့်ရှုတာဖြစ်ပါရဲ့ရှင့်အခုလိုမျိုးဘူရာယုံဧရိယာတွဲမှာစနစ်ကျဖြစ်စေရေးကိုစီမံဆောင်ရွက်ဖို့အတွက်လည်းလိုအပ်တာတွေမှာကြားခဲ့တယ်ဆိုပြီးကျွန်တော်ကြားသိရပါတယ်အခုဆိုရင်ပြည်ဦးလွင်မှာရှိတဲ့မြို့သားကံတော်ကြီးဥယျာဉ်မှာပန်းပွဲတော်ကျင်းပတော်မယ်ရှင့် ကျွန်တော်ပန်းကွဲတော့မရောက်ဘူးရှင်ပြင်ဦးလင်သွားလို့ရှင်ပန်းပေါ်တော့လည်းမစုံဘူးပေါ့နော်ဒီတစ်ခါတော့စုံကျင်နေရှင်စုံကျင်နေသွားကြပါလေရှင်18ကျင်းမြောက်ပန်းပေါ်တော့ဖြစ်တယ်ဆိုပြီးသိရပါတယ်ပန်းပေါင်းအမျိုးအစား3တိန်းကျော်တိတိပြတာမယ်ဆိုတော့လည်းကျွန်တော်ကြားသိရပါတယ်18ကျင်းမြောက်ကျင်းပမယ်အခုနှစ်အတွက်ပန်းပွဲတော်ကိုဒီဇင်ဘာလ6ရက်နေ့ကနေပြီးတော့ဇန်နဝါရီလ4ရက်နေ့ထိကျင်းပမယ်ဆိုပြီးတော့သိရပါရဲ့ရှင့် ပန်းပွဲတော်ကိုပြည်ရဲကပန်းရီအတွက်သုံးသိန်းခန့်နဲ့ပြည်ပပမကနေတင်သွင်းလာတဲ့လီလီနေကြအပါဝင်ပန်းမျိုးစား30အယောင်60ခန့်ကိုလည်းအရှိတအတွက်6000ကျော်လို့ပြန်တာမှာဖြစ်ပါတယ်ပြပြည်တွင်းကအရှိတော့က3သိန်းပြပက6000ဆိုတော့3သိန်းနဲ့6000တိတိအရင်လှပနေမှာပဲရှင်အမျိုးသားဥပဒေကလေအရင်လှပနေမှာပဲဗောနော်မင်းကလေးဆိုတာပန်းလေးတွေ့လို့ရှင်သဘောကျတယ်လေသဘောကျတယ်ချစ်တယ်ဆိုတော့ဓပုံလေးတော့သွားရလဲချင်တယ်ရှင် ဒီပန်းဖို့တော့ねကျမရည်ဆက်ရှိရဲဆိုတော့ကျမရောက်ဖြစ်မယ်လို့တော့ယုံကြည်မျှော်လင့်ပါတယ်ရောက်ဖြစ်တယ်ဆိုတော့တပုတ်လေးအများကြီးရိုက်ခဲ့ပါမယ်ရှင်ပြီးလို့ရှင်မိဘပြည်များကျမပြပါမယ်ရှင်မကြည့်ချင်လဲချစ်ပေးပါနော်ပုံလာလေးရိုက်လာဆိုတော့လေတယောက်တစ်သိန်းနဲ့အစမပြေလို့ပါပြန်သားပါမယ်ရှင်မိဘပြည်များလည်းပန်းဖို့တော့လို့တွားရကြပါတပုတ်လေးရိုက်ကြပါပြီးတော့တယောက်တစ်မကြည့်ပါနဲ့အားလုံးသိရအောင်လို့ online ပေါ်မှာတင်ကြပါရှင်ဒီလိုတင်ခြင်းအဖြစ်ကိုယ်နိုင်ငံရဲ့လှပမှုလေးတွေကိုလူမှုကွန်ရက်ကနေတစင်ချနိုင်ငံသားတွေလည်းကြည့်ရှုခန်းစားနိုင်မယ်ပန်းပွဲတော့မရောက်လာနိုင်တဲ့ မြန်မာနိုင်ငံသားတွေလည်းဓာတ်ပုံလေးကနေတစင်ကြီးရှုခံစားနိုင်မှာဖြစ်ပါရဲ့ရှင်ဒါဟာလေဒါနတစ်မျိုးပါပဲသူတော်ဘာကိုကိုယ့်ရဲ့ဓာတ်ပုံလေးကနေတစင်အေဂျန့်ပျော်ရွှင်ခြင်းနေဒီနေရာလေးကိုတကယ်ရောက်သွားသလိုခံစားရမှုလေးပေါ့နော်ခိတ္တခဏပေါ့ရှင်အဲ့လိုအေဂျန့်မှုလေးရသွားတယ်ဆိုလေဒါဟာကုသိုလ်တရားလေးတစ်မျိုးပါပဲရှင်ဒါကြောင့်ပန်းပွဲတို့ရအောင်သွားပါဓာတ်ပုံလေးလှလှလေးရိုက်ပြီးတော့လူမဟုတ်ကွယ်ပေါ်မှာဝေဝေဆာဆာတင်ကြပါလို့ကျွန်မကတိုက်တွန်းလိုက်ပြရစီရှင် မိဘပြည်သူများရှင်ကျွန်မဒုကြသတင်းလေးကိုမတင်ဆက်ခင်မှာကြားပြတ်ပေါ့နော်ကြော်ညာလေးတစ်ခုပေါ့ရှင်ကြော်ညာခြင်းပါတယ်အဲ့ဒါလေးကတော့ကျွန်မဟာဆိုရင်အခု YouTube YouTube မှာပေါ့နော် YouTube channel နှစ်ခုဖွင့်ထားပါတယ်ရှင်တစ်ခုကကြတော့ Sniper Suit Official ဆိုတဲ့နာမည်နဲ့ဖြစ်ပါတယ်နောက်ထပ်တစ်ခုကကြတော့ Khanne Suit ဆိုတဲ့ကျွန်မနာမည်အရင်းလေးနဲ့ဖွင့်ထားပါတယ်ရှင်ဒီ channel နှစ်ခုလုံးမှာကျွန်မနေ့စဉ်သတင်းများကိုတင်ဆက်မှာဖြစ်ပါတယ်ရှင်ကျွန်မ channel ထူးခြားချက်လေးကတော့အနောက်မှာတင်ထားတဲ့ကာပါပေါ့နော်ဒီအနောက်ကကာပါဆိုရင်ပုံစံတူဖြစ်ပါတယ်ရှင် အစိမ်းအောင်လေးနဲ့လှုပ်ထားတာဖြစ်ပါတယ်ပေါ်လွင်ထင်ရှားနေအောင်ပါရှင်ကျွန်မဝတ်စုံလေးနဲ့လိုက်အောင်ပေါ့နော်ဒါလေးမိဘသူများကျွန်မကြော်ညာချင်ပါတယ်မိဘသူများသတင်းကြည့်ရဲ့အခါမှာရှာဖွေရတာခက်ခဲမှာဆိုလိုပါရှင်ဒုတိယသတင်းလေးနေနဲ့ကတော့မိဘပြည်သူများထဲမှာပေါ့နော်နိုင်ငံရေးအယူအဆရနိုင်ငံတော်အစိုးရပေါ်မှာအမြင်ဆောင်နေတဲ့သူတွေရှိကောင်းရှိလက်မယ်အဲ့လိုရှိရတဲ့သူတွေထဲမှာဆိုရင်အခုရွေးကောက်ပွဲအမြင်ဆောင်ပြီးတော့ဖြည့်ဆည်းကျင်တဲ့သူတွေရှိပါလိမ့်မယ်။အဲ့ဒီလူတွေအတွက်ကျွန်မအခုသတင်းလေးကိုပြပြချင်ပါတယ်။ဒီတစ်ပတ်တစ်ပတ်အတွင်းမှာကိုရွေးကောက်ပွဲကိုနှောက်ယှက်ဖြည့်ဆည်းဟန့်တားတဲ့အတွက် ရွေးကောက်ပွဲနောက်ဆက်ဖြန့်စည်းဟန့်တားခြင်းကိုကာကွယ်ရေးဥပဒေနဲ့အရေးယူခံရတဲ့ဖြစ်စဉ်14ခုတိတိရှိရဲ့ရှင့်အဲ့ဒါလေးကိုကျွန်မပြောပြချင်ပါတယ်။နိုဝင်ဘာလ24ရက်ကနေပြီးတော့နိုဝင်ဘာလ30ရက်အတွင်းကိုအမှုပေါင်း14မှုတိတိကိုနိုင်ငံတော်ကနေပြီးတော့ဖမ်းဆီးထိန်းသိမ်းပြီးတော့အရေးယူနိုင်ခဲ့ပါရဲ့ရှင့်။ဒီမှုတွေမှာဆိုရင်အရေးယူခံရတဲ့ပုံမှန်တွေအရပေါ့နော်။ပုံမှန်23ကကြီးနဲ့အရေးယူခံရတဲ့အမှုကတော့9မှုဖြစ်ပါရဲ့ရှင့်။ပုံမှန်23ခွေနဲ့အရေးယူခံရတာကတော့တမှုဖြစ်ပါတယ်။ ုံမှန်24ခကြီးနဲ့ခုနှစ်မှုတတိပါပုံမှန်24ခကိုရတော့တမှုဖြစ်ပါတယ်ရှင့်စုစုပေါင်း14မှုဖြစ်ပါတယ်ရေယူခံရတဲ့သူတွေရာဆိုရင်လူပုဂ္ဂိုလ်တယောက်ချင်းစီလည်းပါတယ်အဖွဲ့စည်းကြီးလည်းပါတယ်လက်နက်ကင်အဖွဲ့ကြီးလည်းပါဝင်အောင်မြင်တွေ့ရပါတယ်ရှင့်အဓိကကတော့ PDF 3ယောက်နဲ့ KNLA အဖွဲ့ကတော့လက်ရှိမှာဆိုရင်တို့ဖန်စီဖို့အတွက်ကိုစ조사နေဆဲဖြစ်ပါတယ်ဒီကြားနေမှာထူးခြားတဲ့ဖြစ်စဉ်လေးပေါ့နော်ဒီအမှုစလေးမှုတွေမှာထူးခြားတဲ့ဖြစ်စဉ်လေးတွေကျွန်မဆွဲထုတ်ပြီးတော့ပြောပြကြပါမယ်ရှင့် အဲတကူကဘာလဲဆိုတော့လွှတ်တော်ကိုယ်စားလှယ်လောင်းကိုဖမ်းတဲ့အမှုရှင်လွှတ်တော်ကိုယ်စားလှယ်လောင်းဖမ်းစည်းတဲ့ဖို့အတွက်ကိုလှုပ်ဆောင်တဲ့အမှုပေါ့နော်မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းဥဝေလင်းထက်ကိုပြည်ချက်၃ဦးကနေရန်နဲ့ဖမ်းစည်းခေါ်ဆောင်သွားတဲ့အမှုဖြစ်ပါတယ်ဒီဖြစ်စဉ်ဖြစ်ပွားသွားတာကတော့နိုဝင်ဘာလ29ရက်နေ့ညနေ3နာရီအချိန်မှာဖြစ်သွားခဲ့တာဖြစ်ပါရှင့်လွှတ်တော်ကိုယ်စားလှယ်လောင်းကဆိုရင်သူ့ရဲ့မိသားစုနဲ့အတူနေမှာရှိနေခဲ့ပါတယ် လွတ်တော်ကိုယ်စားလှယ်လောင်းကအသက်39နှစ်သာရှိပါသေးတယ်။အရှင်ကျမထွန်းတော်မှာတက်ငယ်ပါရှင့်ဒီသက်တည်ရွယ်နဲ့အနည်းရှိရဲ့အခြေအနေတခုမှပေါ့နော်နိုင်ငံအတွက်လွတ်တော်ကိုယ်စားလှယ်လောင်းနေနဲ့ဝင်ရောက်ရှင်ပြန်လာလေလေးစားဖို့ကောင်းပါတယ်ရှင့်ဒီဘက်ကမိသားစုနဲ့တူသူ့အိမ်မှာရှိနေချိန်မှာ PDF 3ယောက်ကနေပြီးတော့ cycle နဲ့လာပြီးတော့ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်ရှင့်။ဒီလိုဖမ်းဆီးသွားတဲ့အမှုရဲ့တက်ဆိုင်တဲ့ PDF တွေကိုလက်ရှိမှာတော့စုံစမ်းစစ်ဆေးသေးတာဖြစ်ပါတယ်ရှင့်။ဒီမှုလေးကထူးခြားပါတယ်ရှင့်။ နောက်ထပ်ထူးခြားတဲ့အမှုတစ်ခုကတော့ဆရာဆရာမတွေကိုထိန်းချင်းချောက်တာဖြစ်ပါရှင့်။မိုးပြင်းနဲ့ကြိုက်ထုံမြို့နယ်အခြေခံပညာအချက်တန်းကျောင်းမှာဆိုရင်ဆရာမကိုဦးကိုဘာသာရပ်ဆိုင်ရာတန်တန်းတွေတက်ရောက်နေတဲ့အချိန်မှာ PDF တန်ကျောင်းဥဆောင်တဲ့ PDF တွေအားဆိုရင်ဖမ်းဆီးပြီးတော့ရွေးကောက်ပွဲတွင်ဆန္ဒမဲမပေးနိုင်မှုအတွက်ချိန်ချောက်တဲ့လှုံ့ဆော်ချက်တွေလှုံ့ဆော်ခဲ့ပါတယ်။ဒါအောင်လည်းအမှုဖွင့်ပြီးတော့အရေးယူဖို့တော့ကြိုးစားနေပါရှင့်။ပြီးတော့ဆရာမဦးပေါ့နော်ဒီမကွေးတန်းတည့်ရမြို့ကဆရာမတက်ကိုလည်းချိန်ချောက်စာပေးပို့ပါတယ်။ နောက်ထပ်အမှုတွေကတော့ပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာဆိုရင်လည်းဒီလိုပဲကြေးရအောင်စုရကြေးရတောင်ဝန်ခံတွေကိုချင်းချောက်တင်းကိစ္စပြုလုပ်ပါရဲ့ရှင်။သူတို့ကချင်းချောက်တဲ့အခါမှာပေါ့နော်ဒီဆီယမ်မတွေကလက်ကင်ဖုန်းတွေကိုစာတွေပို့ပြီးတော့ချင်းချောက်တာပါ။ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ခြင်းမပြုဖို့အတွက်သတိနဲ့နေပါဆိုပြီးတော့ပြောတာရှိရဲ့။ဒါအပြင်ယာယီမှုရဲ့နေအိမ်တွေကိုလည်းချင်းချောက်ရေးသားတဲ့စာတွေလာပြီးတော့ပစ်သွားတာပေါ့နော်။ပစ်စာပုံစံမျိုးလုပ်သွားတာပေါ့ရှင်။ဒါတွေအားလုံးကိုဖန်ဆီးရမိဖို့အတွက်စူးစမ်းခဲ့တဲ့အခါမှာတရားခဏ်တွေဒီ14မှုတတီပေါ့နော်။အမှုမှာပေါ်ပေါက်ခဲ့ပါပြီ။ အချုပ်ဖို့လည်းမပေါ်သေးပါဘူးရှင်ဆက်လက်အရေးယူဖို့အတွက်စူးစမ်းနေဆဲဖြစ်တယ်ဆိုပြီးသိရပါတယ်ဘယ်ထူးခြားချက်အနေနဲ့ကျွန်မပြောချင်တာကရွက်ကပေါ်မှာတာဝန်ရှိတဲ့ဘသူကိုမဆိုဖုန်းကနေသွားပြီးတော့စာပို့လိုက်တာတော့မှရအောင်ဖမ်းတယ်နော်အဲ့ဒါလေးတော့ကျွန်မအချုပ်တော့သူတွေပေါ့နော်အုံနောက်အတိတ်ကမရှိဘဲနဲ့လှုပ်ချင်ရလှုပ်နေကြလို့ကျွန်မပြောပြတာပါရှင်ကျွန်မတို့စီကိုလည်းတချို့ချင်းချောက်စာပို့တာရှိပါတယ်ကျွန်တော်တို့ဖုန်းနံပါတ်တွေနဲ့တိန်းထားပါရှင်ဖုန်းနံပါတ်တစ်ခုသိရုံနဲ့အခုနောက်ပိုင်းအကုန်ရှာလို့ရရနော် ကျောင်းတော့မလုတ်သေးလို့သာရှိရအရှင်တကယ်လုတ်တဲ့အချိန်ကြလို့ရှင်တသက်ကြီးသူများဘဝဝယံပြည့်ဖြစ်မှာဆိုလို့ကျမတို့မလုတ်တာကျမတို့ညတာမှုခွင့်ရင်းမရှိပါနဲ့ရှင်ဒါလေးတော့ကျမစကားလမ်းကြုံလို့ပြောပြတာပါဒါပြင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိုယ်စားလှယ်ကိုဖြစ်စေရွေးကောက်ပွဲကိုဆောင်ရွက်စီမံကြမဲ့နိုင်ငံဝန်ထမ်းကိုဖြစ်စေမဲပေးမဲ့ပြည်သူကိုဖြစ်စေချင်းချောက်စာတစ်စောင်ပို့လိုက်တာနဲ့တင်ဟောထောင်နဲ့ခုနှစ်နှစ်လောက်ဟုတ်တဲ့ဆယ်နှစ်လောက်ဟုတ်တဲ့နော်အဲ့ဒါလေးတော့ကျမအနေနဲ့တခါတည်းသိပြီဆိုတာပြောကြလိုက်ချင်ပါတယ် အခုဆိုရင်ရွေးကောက်ပွဲနှောက်ရှက်ဖြစ်စေတဲ့သူတွေကိုတရက်တမက်တောင်အဆိုင်မခံပါဘူးချက်ချင်းဖမ်းတာပါချက်ချင်းရေးယူတာပါချက်ချင်းအမှုချတာပါအမှုချတဲ့အခါမှာဆိုရင်ရုံးချင်းတွေအချိန်အခါသွားနေကြအောင်လို့ရှင်ချက်ချင်းကိုအမှုချတာအဲ့ဒါလေးတော့စင်ကျင်နိုင်မှုအတွက်ပြောပြတာပါရွေးကောက်ပွဲကအရန်ကိုရေးစည်းအားကောင်းတဲ့မြစ်ဒဇင်းလိုပါပဲလူချင်းမင်းတို့လက်ခရစ်နဲ့သွားပြီးတားလိုက်လေဒီမြစ်ဒဇင်းရဲ့ရေးစည်းအားဘာမှပြောင်းလဲသွားစရာအကြောင်းမရှိဘူးရှင်လူချင်းမင်းတို့လက်တာရေထဲမှာပေးကြီးပွားသွားလိမ့်မယ်ရေထီးတာများပြီးတော့ဟုတ်တယ်နော်ကျွန်မပြောချင်တာရှင်းရှင်းလေးတည်တော့ ရွေးကောက်ပွဲကိုနှောက်ယှက်ဖြစ်စည်းဖို့မစင်းစားပါနဲ့ရွေးကောက်ပွဲဟာတသွင်းသွင်းစီးစင်းနေတဲ့မြေချောင်းအင်အိုင်တွေကရေလိုပဲသူ့အချိန်နဲ့သူစီးစင်းမြဲပဲဘာမှပျက်စီးသွားခြင်းမရှိဘူးရှင့်ဒါလေးကိုအုံနောက်တိညာနဲ့မှထည့်ထားကြဖို့တိုက်တွန်းချင်ပါတယ်တသက်ကြီးကိုယ့်အကိုအေးချမ်းနေရမယ်ဘဝကိုကျင်းတောင်ထဲမှာမကုံဆုံးစေဖို့အတွက်ကျမတို့ပြောတဲ့စကားလေးနားထောင်ကြပါရှင့်ကျမတို့ကစေတနာစကားလေးပဲပြောတာပါဒါလေးကိုမိဘပြည်သူများအားလုံးပေါ့နော်အဓိကရွေးကောက်ပွဲကိုအမြင်ဆောင်နေတဲ့သူတွေရွေးကောက်ပွဲကို နောက်ဆက်ချင်တဲ့သူတွေအတိကြလေးရအောင်လို့ကျမသတင်းလေးရနေပြီးတော့ဒီခါရက်ထည့်သွင်းတင်ဆက်ပေးတာဖြစ်ပါတယ်ရှင်။ဒီပပီသူများရှင်ဒီနေ့မှာတော့ဒေါက်တာဆဆာရဲ့သတင်းလေးကိုကျမပြောရမယ်ရှင်။ဒေါက်တာဆဆာဆိုရင်အညူကြီးကနေနှုတ်ထွက်သွားခဲ့ပြီပေါ့နော်။အညူကြီးကနေသူကနှုတ်ထွက်သွားလားအညူကြီးကသူ့ထုတ်လိုက်တာလားဆိုတော့သူတို့အချင်းချင်းမသိမှကိစ္စပါပဲရှင်။အဲ့တော့နှုတ်ထွက်သွားတဲ့ဒေါက်တာဆဆာဟာဆိုရင်အခုဘာလုပ်လဲဆိုတော့ IPFD ဆိုတဲ့အဖွဲ့ကိုတီထောင်သားရရှင့်ပြည်သူတို့အတိပေးတင်ပြခြင်းဆိုပြီးတော့စာလေးနဲ့ပေါ့နော်ရေးသားတင်ပြတာတွေ့ရပါတယ် တော့ IPED ဆိုတာသူဘာလို့ဖို့ထောင်တာလဲဆိုတော့သိရလို့အသိပါရဲ့ရှင့်မသိရလို့မသိဘူးပေါ့နော်ဒီတော့မသိရသူတွေအတွက်ကျွန်မအနေနဲ့ရှင်းပြချင်ပါတယ်သူရဲ့စာထဲမှာရေးထားတာကတော့သူတာဝန်ယူထားတယ်ပေါ့နော်နိုင်ငံတကာပူးပေါင်းဆောင်ရွေးဌာနကိုဖျက်သိမ်းတော့မယ်ဖြစ်ကြောင်းနဲ့ယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌတွေကကျွန်ုပ်အားတည်ပြီးကြောင်းကြားခဲ့ပါသည်တဲ့အစိုးရခေါ်ဝေးတုံးထားရဲ့ရှင့်တရားလည်းဝင်လာလည်းမဟုတ်ပဲနဲ့သူတို့အဖွဲ့ကလည်းအလိုရှိရဲ့ရှင့် တော့သူ့အနေနဲ့ပေါ့နော်ဒီသူကချက်လူလင်းဆိုတော့လေချက်လူလင်းဆိုတော့ချက်လူလင်းအတိုင်းသူအဲရှောက်ရေးထားတာပေါ့နော်ရေးပြီးရခါမှာဆိုရင်သူကဒီသူ့ရဲ့အင်အားနဲ့အချိန်တွေပေါ့နော်သူကလဟသမဖြစ်အောင်လို့နောက်ထပ်ခြေလန်းတစ်ခုအနေနဲ့ငြိမ်းချမ်းရေးနဲ့ Federal Democracy Science Institute IPFD ကိုစတင်ပြီးဆောင်ရတော့မှာဖြစ်ပါတယ်တဲ့ IPFD ကအောက်ပါလုပ်ငန်းစဉ်တွေအဓိကဆောင်အဓိကအလေးထားပြီးဆောင်ရွက်မဲ့လွတ်လပ်သောအခွဲအစည်းတစ်ခုဖြစ်လာပါမည်ဆိုပြီးထားပါတယ်ဘာဖြစ်လို့များ လွတ်လပ်သောအဖွဲ့အစည်းဆိုတာလေးကိုမှတ်ထားပေးပါနော်နံပါတ်၁ကလူမြောက်နေနေဒီမှာဒေသနာအုပ်ချုပ်ရေးနဲ့အောက်ခြေမှာအထက်သို့တိဆောက်သောဖက်ဒရယ်စနစ်ကိုအားဖြည့်ဆောင်ရမယ်။ပြီးတော့မြန်မာပြည်သူအားလုံးရဲ့အသံကိုကမ္ဘာကကြားသိစေရန်နိုင်ငံတကာထိတွေ့ဆက်ဆံမှုတွေကိုချဲ့ထွင်ခြင်းအဲ့ဒီအပိုက်ကအရေးကြီးရဲ့ရှင်။နောက်တစ်ခုကကြတော့မတူကွဲပြားမှုတွေနဲ့ရှင်တွဲနေထိုင်ခြင်းတွေကိုမြှင့်တင်ပေးပြီးတော့ဒေသတွင်ပုံမျိုးတိုးတက်ရေးနဲ့ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ကိုပံ့ပိုးကူညီခြင်းတို့ဖြစ်သည်ဆိုပြီးတော့ရေးထားပါတယ်။ သူတို့ဖွဲ့စည်းရဲ့အမှန်တကယ်ရည်မှန်းချက်ကတော့မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့စစ်မှန်သော Federal Democracy လမ်းကြောင်းကိုအချိန်မြင့်တင်ရန်ဖြစ်ပါတယ်။ဒီလုပ်ငန်းစဉ်တွေအားဆိုရင်မြန်မာဒီမိုကရေစီလှုပ်ရှားမှုနဲ့နိုင်ငံတော်တိုင်းဝမ်းရဲ့တန်တမာရေးလူသားချင်းစာနာမှုနဲ့နိုင်ငံတည်ဆောက်ရေးကြိုးပမ်းမှုတွေကိုပြည်စီပေးပြီးတော့ပုံပြီးအားကောင်းစေမယ်ဆိုပြီးရည်သားထားပါတယ်ရှင့်။စာရရတော့အများကြီးပဲရှင်စာတန်ပေတန်ရေးထားအများကြီးပါပဲဒီခါသူ့အဖွဲ့အစည်းကသူညှောထားတာပေါ့သူလုပ်မယ်ဆိုတဲ့ကိစ္စတွေပေါ့အဲ့တော့စာဆိုတာကစာရထဲမှာပဲရှိရဒေါက်တာဆာဆာတကယ်လုတ်ချင်တဲ့ ရီမှန်းချက်ကဘာလဲသိလားရှင်နေပါပြီသူများသူတကယ်လှုပ်ချင်လဲလှုပ်ဆောင်ချက်ကရှင်းပါတယ်သူကလွတ်လပ်သောအဖွဲ့အစည်းဖြစ်နေခံယူပြီးတော့ NGO ပုံစံလှုပ်ရှားကြတာပါအညူကြီးကဇရာရှုပ်တယ်လေအညူကြီးကဇရာရှုပ်တယ်ပြီးတော့အညူကြီးနဲ့ပတ်သက်တဲ့ငွေစင်းတွေပဲရှင်းရတဲ့အချိန်ကျရင်လည်းသူကတာဝန်ယူကြမလို့တော့ဘူးယူလည်းမယူနိုင်တော့ဘူးထင်ပါတယ်ရှင့်သူတို့အရန်နေစက်တွေရှုပ်ထားကြတာပေါ့နော်ပြီးတော့အညူကြီးကဆိုရင်မြန်မာနိုင်ငံမှာအကြမ်းဖက်ဖွဲ့ဖြစ်တဲ့အတွက်ဒီလိုဖွဲ့နေတော့မှပတ်သက်တော့ဘူးသူကသူတီးတဲ့ NGO ထောင်တာရှင့် တော့သူ့ NGO ကဆိုရင်တခြား NGO နဲ့မတူဘဲနဲ့လုံစား NGO ပဲဖြစ်မယ်ဆိုတာသိကြနေပါလေ။မြန်မာနိုင်ငံလူတွေဟာဒီမိုကရေစီရဲတော်ကိုလှုပ်ရှားနေတဲ့အခါမှာဒုက္ခရောက်နေပါပြီ၊ဘလို့တွေငတ်ပြတ်နေပါပြီ၊စစ်ပေးဆောင်စခန်းတွေဘယ်နှခုရှိနေပါပြီဆိုတဲ့ project တွေကနေပြီးတော့ဒေါ်လာတွေရတယ်ရှင်။ NGO မှာလုံစားနေတဲ့သူအချို့ရှိရဲ့အဲ့ဒီလူတွေကျမတရင်နားထောင်ပြီလို့ရှင်ကျမပြောချင်တယ်ဆိုလို့ရင်တို့ကောက်ကောက်သိတယ်တကယ်တော့ကျမနိုင်ငံဆင်းရဲဒုက္ခရောက်နေကြတဲ့သူတွေပေါ့နော်စစ်ဘေးဆင်တဲ့အကြောင်းဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကအဲ့ဒီလိုမျို ် NGO လှုပ်ရှားတွေခွက်ပလာတွေအကျွေစီလေးတွေပဲရှင့်ကျွန်မနိုင်ငံစပေးစစ်တမ်းတင့်နေရတဲ့ပြည်သူတွေရဲ့ဘဝတံမိုးတွေအကျွေစီလောက်ပဲတံမိုးထားတယ်သူတို့အဲ့ဒီအကျွေစီတွေကိုသူတို့ကလက်တဆုပ်ယူလိုက်ပြီးသူတို့ခွက်ပလာတွေထည့်ပြီးလို့ရှင့်အလှကံအလှကံဖလားလို့ပဲဂွမ်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 ဂလောက်ဂလောက်ဂလောက်ဆိုခောက်တော့တာပဲအဲ့ဒီအကျွေစီတွေကအထဲမှာလူးလေခါလေလိုက်ပြီးအတန်းတွေထွက်တဲ့ချိန်ကျရင်သူတို့အဲ့ဒီမှာပတ်စံတွေဒေါ်လာတွေဝင်နေရှင့်ဒေါက်တာဆာဆာကဒီလမ်းကြောင်းခင်းတာပဲ နိုင်ငံရေးဆောင်ကိုတေးစားနားလဲသူတွေဒေါက်တာဆဆဘာလောက်တာလဲဆိုပြီးတော့မေးကြည့်အားလုံးတူညီတော့အဖြေပေးပါလိမ့်မယ်။သူကဆိုရင်လွတ်လပ်တဲ့အဖွဲ့အစည်း NGO တခုတီထောင်ပြီးတော့မြန်မာနိုင်ငံကိုဗန်းပြပြီးပတ်ဆံရှာတော့မှာရှင်။ဒါပြင်စမောက်နိုင်ငံမှာဖြစ်နေရရတဲ့အားလုံးကဆက်ရနာရှင်တွန်းလှန်ကြလို့လည်းမဟုတ်ဘူး။စမောက်နိုင်ငံကိုကောင်းစေချင်တဲ့စိတ်ဆန္ဒရဲ့ကြောင့်လုပ်နေကြတာလည်းမဟုတ်ဘူးရှင်။စမောက်နိုင်ငံကိုလှုပ်လာပြီးတော့ ကွန်ထရိုးလုပ်ခြင်းနဲ့ဖန်နီးခြင်းနဲ့ဒီဇက်ကွက်တွေအားလုံးကိုကျမတို့ကပြတ်သုံးတော့ခံနိုင်နေတဲ့သူတွေအားလုံးမှာရည်ရွယ်ချက်တစ်ခုစီရှိရဲ့အချို့နိုင်ငံကြီးကြီးကြတော့မြန်မာနိုင်ငံမှာရှိနေတရားမဝင်လက်နက်ကင်အဖွဲ့အစည်းတွေကိုမွေးထားတယ်။ဘာကြောင့်လဲဆိုတော့တရားမဝင်လက်နက်ကင်အဖွဲ့အစည်းအားလုံးတည်မိဘပြည်သူသတိထားမိလဲမယ်။မြန်မာနိုင်ငံရဲ့အကြီးအမားဆုံးတင်ရန်စားတပ်ထွက်တဲ့နေရာတွေမှာပဲရှိကြတယ်။နိုင်ငံကြီးတွေကကျမတို့မြန်မာနိုင်ငံဒီမိုကရေစီပဲရရဆက်ရနေရှောင်းပါပဲနေနေသူတို့အတွက်အရေးပါတဲ့ကိစ္စမဟုတ်ဘူးရှင်။ သူတို့အတွက်သူတို့နိုင်ငံသားတွေကအရေးပါဆုံးပဲကျမမြန်မာနိုင်ငံသားတွေကအကျွေးစီးလောက်ပဲသူတို့တန်ဖိုးထားတာလေစဉ်းစားကြည့်အားလုံးကခုလူမျိုးပဲကိုချစ်ကြရပဲအခြားလူမျိုးလည်းဒီလိုပဲရှင်ဘယ်လူမျိုးမှကျမတို့ပေါ်လာယူမကောင်းဘူးရှင်အလဟတ်တလာမကောင်းလောကကြီးမှာလကားရတာဘာမှမရှိဘူးအဲ့ဒါလူတူးတယောက်ချင်းချင်းနဲ့လက်ဆိုင်လို့အဖွဲ့အစည်းတစ်ခုချင်းချင်းနိုင်ငံတစ်ခုချင်းချင်းနဲ့လက်ဆိုင်နေရှင်ညနိုင်ငံကြီးတွေကဒီလိုမျိုးကျမတို့နိုင်ငံမှာတရားဝင်လက်နက်ကိုင်အဖွဲ့အစည်းတွေတရားမဝင်မော်လက်နက်ကိုင်အဖွဲ့အစည်းတွေများလာလေသူတို့ပူကြိုက်လေပဲအခုဆိုရင်ကချင်ပြည်နယ်ကမြေရှားထုတ်တာ အမေရိကန်ဒေါ်လာသန်းပေါင်း600ကျော်လာမြန်မာနိုင်ငံတပြားမမြင်အောင်လေကဘာပေါ်မှာမြေရှားပို့နေရနံပါတ်1လား2လားဖြစ်နေပြီမြန်မာနိုင်ငံမြန်မာနိုင်ငံတွေပါရတယ်အစိုးရပါရတယ်ပြည်သူတွေပါရတယ်အဲ့ဒီပတ်စံတွေကအဲ့ဒါအလကားပဲတဲ့နဲ့အဲ့ဒါတန်ရာတန်ကြီးတက်ရော့ပြီးတော့ရောင်းလိုက်တဲ့ဟာတွေကြောက်စိမ့်နေလက်နဲ့ကင်တွေအခု PDF တွေရွှေတွေတူးတယ်ဘယ်ရောက်သွားလဲဘသူရလဲအဲ့ဒါကိုပြောတာရှင်ကဘာကြီးကကျမတို့ကစားနေတာ မတို့ကစားခံနေရတာသူတို့ဇက်ကွက်ထဲမှာကျမတို့ like ကပြနေရတာအဲ့ဒါကိုဘာမှလာပြီးဆရာလာရှင်ဒေါ်လန်လာတို့ငါတို့ကနိုင်ငံကဲတဲ့မတို့အပိုစကားလာမပြောနဲ့ရှင်ကိုကကိုကစားခံနေရပြီးတော့ကျမတို့ကလာပြီးတော့မညာပါနဲ့ရှင်အဲ့လိုက်ပြီးတော့အဲ့ဒီတော်လိုင်းလောက်တယ်ဆိုတဲ့သူတွေကကျမပြောလိုက်ခြင်းနဲ့ရှင်တို့နိုင်ငံတော်ကဲတဲ့နာမဟုတ်ဘူးနိုင်ငံတော်ပို့ဒုက္ခရအောင်လို့လှုပ်ဆောင်နေရဒါပြင်နောက်ထပ်ရွေးချက်တစ်ခုကပါလဲဆိုတော့အဲ့ဒီ NGO မှာလောက်တဲ့သူတချို့ကျမတို့နိုင်ငံရဲ့ဒုက္ခတရားတွေဟာ နေဆက်စည်းမျဉ်းနေမှာပြည်သူတွေအစ်ပေးရှောင်နေနေရောက်လာတယ်မြန်မာထိုင်းနယ်စပ်ကဒုက္ခသည်စခန်းနေအစိုးဆုံးပဲအဲ့ဒီဒုက္ခသည်စခန်းနေဘန်းပြပြီးတော့ပတ်စံတောင်းနေရအရှင်အဲ့ဒီဒုက္ခသည်စခန်းမှာရှိရတဲ့လူတွေဒုက္ခတရားတွေကိုသူတို့ကတကယ်ကျင်နာပြီးတော့တကယ်သနာနေရလို့ထင်နေရလားမဟုတ်ဘူးအဲ့ဒီစင်ရဲ့ဒုက္ခတွေအဲ့ဒီမျက်ရည်တွေကိုဘန်းပြပြီးတော့နိုင်ငံတကာထောက်ပံ့မှုတွေ project တွေတင်လို့ရှင့်ပတ်စံနေရတယ်အရှင် NGO မှာလုပ်တဲ့သူတွေဘလောက်ထောလဲဆိုတာ NGO မှာလုပ်တဲ့လူတွေသိဆုံးမယ် တချို့မှန်ကန်လုပ်တဲ့လူရှိရယ်နော်အဲ့လူတွေထိကန်မှာဆိုလို့ကျွန်မချို့စကားမပြောမပြောချင်ဘူးရှင်ဒါပေမဲ့တချို့တွေကတော့ NGO အကြောင်းပြပြီးမြန်မာနိုင်ငံလူတွေမျက်ရည်ကိုခြေဆေးပြီးတော့ထမင်းစားနေတဲ့သူတွေကိုစားတဲ့ထမင်းလို့ဘယ် project ကလာလာလဲဆိုတော့အဲ့ NGO မှာလုပ်တဲ့လူတွေအသိဆုံးပဲရှင်ကျွန်မမြန်မာနိုင်ငံသားတွေကသူများခွက်ပလာတွေကအကျွေးစီးပွားရောက်နေတာမသိပဲနဲ့အခုချိန်ကြီးအသက်ထွက်နေရတာကိုပြောနေတော့မယ် အကျိုးရဆိုဒုက္ခတဲ့အနေနဲ့သူများနိုင်ငံခိုးလုံကျွန်တော်ကိုယ်နိုင်ငံမကောင်းကြောင်းကိုပြန်ပြောရတူတော့အများကြီးရှိရမြန်မာနိုင်ငံကဘလို့ဆုတ်ပြတ်နေပါလဲဘလို့ဆင်းရဲနေပါလဲဘလို့တော့မှနေထိုင်လို့မရတော့ပါဘူးဆိုပြီးတော့အဲ့လိုပြောဆိုချက်တွေကဘာဖြစ်လာလဲဆိုတော့ကမ္ဘာပေါ်မှာစံချိန်စံညွန့်နဲ့တတ်မှတ်တဲ့အချိန်ကြတော့မြန်မာနိုင်ငံတည်ခီးသွားလာလို့မကောင်းတဲ့နိုင်ငံကြီးမြန်မာနိုင်ငံတည်ဆင်းရဲဆုတ်ပြတ်နေသောနိုင်ငံကြီးမြန်မာနိုင်ငံတည်ဘလို့မှအေးချမ်းမှုမရှိသောနိုင်ငံကြီးဆိုတဲ့နာမည်တွေထွက်သွားတယ်အဲ့ဒီထွက်တဲ့အခါကျတော့ဘာဖြစ်လဲနိုင်ငံခြားဟိုက်တယ်မလားဦးလေမလာတော့ ကျမတို့ပတ်ဆက်ရှာလို့မရဘူးပေါ့ရှင်ရှင်းရှင်းလေးတနိုင်ငံလုံးအဲ့ဒီမှာအတူတူဆင်းရဲသွားကြရောကျမတို့နိုင်ငံဖြစ်နေရအဲ့ဒါပဲရှင်ကဘာကြီးကကျမတို့ကိုကစားနေတာကျမနိုင်ငံလူတွေကမသိဘူးကဘာကြီးပေးထားတဲ့ဇန်ညွန်ဆက်ကွက်တွေမှာပျော်ပြီးတော့ကခေါပျော်မြူးနေကြတော့မယ်အချင်းချင်းတက်ဖြတ်နေကြတော့မယ်ဒေါက်တာဆဆာတို့ဘာလို့ဆိုတော့အဲ့လိုဇက်ကွက်တွေထဲကနေပြီးတော့ပတ်ဆက်ရှာစားကြတယ်ချင်းလူမျိုးတွေကမှာမှာချင်းလူမျိုးတို့ပေါ်လဲတစ္ဆာမရှိနိုင်ငံတော်ပေါ်လဲတစ္ဆာမရှိပြည်တော်စုပေါ်လဲတစ္ဆာမရှိတဲ့ချေလူလင်းချင်းလူလည်းတယောက်ပဲ နိုင်ငံတော်ချစ်တာလည်းမဟုတ်သူ့လူမျိုးသူချစ်တာလည်းမဟုတ်ဘူးသူပတ်စံရှာစားနေရဒါသူအသိဆုံးပဲရှင်ကျွန်မခုလိုပြောရဲဆိုတာက NGO လုပ်ပြီးတော့ပြည်သူရဲ့ကျိုးဆောင်ရွက်နေတဲ့သူတွေကိုစော်ကားလို့လို့ပြောတာမဟုတ်ပါဘူးဒါမဲ့တချို့တွေက NGO ဆိုတာအုံချပြီးတော့ပြည်သူတွေမျက်ရည်နဲ့ခြေဆေးပြီးတော့ထမင်းစားနေကြတာဒီလိုအရာတွေမှန်လားမှားလားလဲ NGO မှာလုပ်တဲ့သူတွေကိုစဉ်းစားကြပါရှင်ရှင်တို့တင်လိုက်တဲ့ project တွေကနေပြီးတော့ရှင်တို့ရလိုက်တဲ့ငွေကြေးတွေကတကယ်ရောမရှိစင်ရသားတွေ စစ်ဘေးရှောင်နေစီရောက်ရဲ့လားအပြည့်အဝရောက်ရဲ့လားအဲ့ဒါလေးအကွက်ကိုစဉ်းစားကြပါရှင်တို့စားနေတဲ့ငွေတွေဟာဆိုရင်တကယ်တမ်းစားခွင့်ရှိတာကစစ်ဘေးရှောင်နေလေတရောင်းစားခွက်တရားထမင်းနိုင်စားတဲ့သူထက်တော့စိုးနေပြီရှင်မုံမြတ်တဲ့အလုပ်ကိုတော့မှအကတိတွေနဲ့အတ္တလောဘတွေနဲ့လောက်ကြတယ်ဆိုမှတော့ဒီလောက်ထိစိတ်သက်ရှုပ်ဆိုးတဲ့သူလောကကြီးမှာရှိမယ်မထင်တော့ပါဘူးရှင်စိရဲ့ဒုက္ခကြောက်တဲ့သူတွေစီကိုလှူတဲ့ပတ်စံအောင်မှာဈားတွေကဖြတ်စားရဲတယ်ဆိုတာကတော့ စိတ်တဲ့အောက်တန်းအကြတကအကြဆုံးအယုတ်အညံ့ဆုံးလူယုတ်မာတွေပါပဲရှင်ဒီလိုလူယုတ်မာတွေကိုပါနေလားဆိုတော့ကတော့ကိုယ့်ကိုမှန်ထောင်ပြီးတော့သာစဉ်းစားသုံးသပ်ကြပါလို့ကျွန်မကတိုက်တွန်းလိုက်ပါရစေရှင်ကျွန်မသတင်းလေးတွေကိုယနေ့အတွက်ဒီလောက်ပါပဲ ကျမသတင်းလေးတွေကိုအမြဲတမ်းပဲကြည့်ရှုအားပေးတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းသောလူဝင်ဆန္ဒများပြေဝကြပါစေ။လူချင်းချင်းလှည့်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။ဆင်းရဲလူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျမခန့်နေစုကဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။